အဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကြာလာတဲ့ကံကြမ္မာနမိတ်လေးတွေရှိတယ်အဲ့ဒီနမိတ်ထဲမှာဆိုရင်တော့သူကခွဘလာလေးလုံးဆိုတဲ့နမိတ်လေးပေါ့နော်ဒီနမိတ်ထဲမှာဆိုရင်တော့လူတယောက်ကဒီတစ်ပင်တပင်အောက်မှာထိုင်နေတာပေါ့ထိုင်နေချိန်မှာရှေ့မှာသူကရွှေကလတ်သုံးလုံးကိုအစီကြီးချတာလားအဲ့ဒီမှာဒီတိမ်တိုက်တဲ့ကနေလက်တစ်ဖက်ကလည်းထွက်လာတယ်ထွက်လာပြီးတော့ရွှေကလတ်တစ်လုံးကိုလာပေးတာ အဲ့တော့အဲ့ဒီတိပင်အောင်မှာထိုင်နေတဲ့လူလင်ကရှေ့စိတ်ဝင်စားဘူးပေါ့ပြောရင်တော့စိတ်ဝင်စားဘူးအဲ့လိုနမိတ်မျိုးပါပဲဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့မလိုချင်တာတော့ရမယ်လို့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေရဲ့အလုတ်အကိုင်းတွေနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်အလုတ်အကိုင်းတွေနောက်တစ်ခုကအခွင့်အရေးတွေအခွင့်အလန်းတွေအဖက်ဘက်ကနေပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလဖြစ်တယ်အဲ့တော့အလုတ်နဲ့ပတ်သက်ရင်ကံသာတာကောင်းတယ် စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ကံတာတာကောင်းတယ်။မမျှော်လင့်မဲ့နဲ့အလုပ်တွေအခွင့်အရေးတွေအခွင့်အလမ်းတွေအဖက်ဖက်ကနေဝင်လာတတ်တယ်။ဒါပေမဲ့ပြဿနာလေးတွေလည်းနည်းနည်းရှိတယ်။အခက်အခဲတွေလည်းနည်းနည်းရှိတယ်။အဲ့ဒီအခက်အခဲကဘာလဲဆိုတော့ဒီလောက်ကောင်းမွန်တဲ့အလုပ်ကံအခွင့်အရေးအခွင့်အလမ်းတွေကိုကိုယ်ကစိတ်မဝင်စားသလိုဖြစ်နေတာပေါ့။မလုပ်ချင်ဘူး။အော်စိတ်မပါဘူး။အလုပ်တွေကိုလှည့်ဖို့မကြည့်ချင်ဘူး။ တေဇာပေါက်ပတ်စံရမယ်ဆိုတော့လည်းဒီတေဇာပေါက်ဒီလာလေးတွေကိုကြိုးစားလိုက်မယ်ဆိုရင်နည်းနည်းတော့ကြိုးစားလိုက်တာနဲ့အောင်မြင်မယ်ဆိုတာကိုလည်းကိုကသိတယ်။ယုံလဲယုံကြည်တယ်။ကို့မှာလည်းလုံနိုင်တဲ့အရေးချင်းတွေအရေးတွေးတွေရတယ်။အပြည့်အဝရှိတယ်။ဒါပေမဲ့မလုံချင်တာ။စိတ်မဝင်စားတာ။လှဲ့မကြည့်တာ။အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုရခင်ရတိုက်တဲ့အလုတ်အကိုင်းအကျိုးအမြတ်အခွင့်အရေးအခွင့်အလမ်းတွေကလက်လွတ်ပြီးတော့ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်။ ရန်စနေသားသမီးတွေကဒီကလာမှာစိတ်တွေလေနေတတ်တဲ့အချိန်ကလာမျိုးဖြစ်ပါတယ်။ရန်စနေသားသမီးတွေကိုကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်တာကတော့ကိုယ့်ကိုယ်ကို focus လုပ်လုပ်ဖို့ပါပဲနော်။ကိုယ့်ကိုပြန်ပြီးတော့တက်မှတ်ပါကိုယ့်ကိုပြန်ပြီးတော့ focus လုပ်ပါပြန်ပြီးတော့အလုပ်တွေကိုအာရုံစူးစိုက်ပါဒီအချိန်မှာကံအားလျော်စွာနဲ့အလုပ်ကိုင်ခွင့်ရကံတွေအများကြီးဝင်ရောက်လာနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ် ောက်ယာဓုတိုးတယ်လာစာတိုးတယ်နေရာကောင်းရတယ်ခွာယာဓုမတိုးခြင်းကွာယာဓုမတိုးခြင်းယာဓုမတိုးခြင်းမဟုတ်ဘူးဆိုမှယာဓုတိုးပေးလိုက်မယ်ခွာလာစာလည်းမတိုးခြင်းလာစာမတိုးခြင်းတော့မှနေရာလာစာတိုးပေးတယ်နေရာကောင်းနေလေရတယ်ဒါကြောင့်ဒီချိန်မှာစနေသားသမီးတွေလောက်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားဆိုရင် ်လှုပ်လဲလှုပ်တဲ့နဲ့เนาะကြိုးလဲကြိုးစားတဲ့နဲ့အောင်မြင်မှုတွေလည်းမျောလင့်မထားလောက်ရနိုင်ပါလားနောက်တစ်ခုကငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာမှကြတော့နည်းနည်းလေးအခက်အခဲဖြစ်တယ်ပေါ့เนาะအဲ့ဒီအခက်အခဲကဘာလဲဆိုတော့စိတ်မောလူမော ဖြစ်တာပေါ့အတိတ်ကာလတုန်းကကျုံတွေ့ခဲ့ရတဲ့ငွေကြေးအဖူးထစ်တွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်ဒီကာလမှာငွေကြေးကိုအကြောင်းပြုစိတ်မောလူမောဖြစ်ရတယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အနှဲငယ်စိတ်ညစ်ရတတ်ပါလား။ ဆွေမျိုးသားချင်းအချင်းချင်းအဆင်မပြေမှုတွေကြုံရတတ်တယ်။လူမှုရေးကံတရာတွေမှာကြတော့ကိုယ်နဲ့ကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းတွေနဲ့ပြန်လဲပြီးတော့စုံစည်းရတတ်တယ်။တမ်းမာရေးကတော့ခြေတော်တွေပါရင်တတိထားမှာနော် ခြေတော်လေးတာလို့ခြေတော်တွေဒယောဆွဲတာလို့အကျော်တွေဒုက္ခပေးတာတွေဖြစ်တတ်ပါလေ။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့သင်တန်းတက်နေတဲ့ပညာရေးကဏ္ဍမှာ ကြိုးစားအထုတ်နေတယ်ညီတွေညီမတွေကံတရာတော့ကောင်းပါလေအောင်မြင်မဲ့ကံတရာမျိုးရှိတယ်။နောက်စနေသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျဲပွင့်၄ပွင့်တဲ့နမိတ်ပါပဲ။ကျဲပွင့်၄ပွင့်ဆိုတာအောင်မြင်မှု တွေကိုထွန်းထူတဲ့ကံကြမ္မာနမိတ်ပါ။ပိဿုပံအတိတ်နာက ကာလာသုံးမမှာ ကံကြမ္မာကောင်းခြင်းလို့အဓိပ္ပာယ်ရပါလေ။အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်အိနှောင်းရင်းနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ် ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိမ်တော်ပြုဖို့စီစဉ်နေတဲ့သူတွေချော့ချော့မမောအိမ်တော်ကြာရတတ်တဲ့ကံကြမ္မာနမိတ်ပါအဲ့တော့ဘက်ဘက်ကနေပြီးတော့ကံသာတာကိုသုံးသပ်မယ်ဆိုရင်တော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်လေးတွေကတော့အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းပါနော်အဝါလေးတွေအနက်ကလေးတွေဝတ်ပါဆောင်းပါအဲအကျိုးပေးတဲ့ lucky ဒဏ္ဍာန်းလေးတွေပေါ့ အဲ့တော့၅ကနေ၊ခုနှစ်ကနေ၊ခုနှစ်ကနေ၅ကနေဖြစ်ပါတယ်။အဲ့တော့ဒီချိန်မှာစနေသားသမီးတွေရဲ့ကံတာတာလေးတွေကောင်းအဖက်ဖက်ကနေအစဉ်ပြေအောင်အညံခိုက်ကင်းအောင်ဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပဒေါညွန့်ဆက်နှံ့ညွန့်နော်ပဒေါညွန့်ဆက်နှံ့ညွန့်အကတ်လို့ပူဇော်ပြီးတော့ဆုတောင်းပါကိုယ်ကမကောင်းတဲ့ကံတာတာအညံခိုက်လေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော် ဲ့တော့အဘမင်းသိန်ခါဤကြီးနဲ့ပတော်ပြီးပေါ့ဆိုတော့ပဒီလေးတွေနော်။နောက်ဝါစိန်ကြီးအဆောင်လက်ပတ်လေးတွေဝါစိန်ကြီးစမဖျောင်းနိုင်လေးတွေစည်းသားရောင်းမာလေးတွေဒူးကလေးတွေတခြားခြားသောအဆောင်ရည်ရာပစ္စည်းလေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့ယူတော်မင်္ဂလာချံကိုဘုဒ္ဓဦးနေရာလွှဲပြီးတော့ကျန်တဲ့နေရက်အချိန်ဒီမှာလာပြီးတော့ဝယ်လို့ရပါတယ်။အဲ့တော့ယူတော်မင်္ဂလာချံကိုမလာရောက်နိုင်ဘူး။ ျွန်တော်တို့အရဝေးရသူတွေပဲဖြစ်ဖြစ် online ကနေပြီးတော့ delivery နဲ့မှာခြင်းတဲ့သူတွေဆိုရင်လည်းကျွန်တော်ရဲ့ Viber number ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ကျွန်တော်တို့ဒီယူသောမင်္ဂလာချမ်းမှာဆောင်းတွင်ကာလဦးပိုင်းမှာတော့နည်းနည်းလေးအေးလာပါပြီပေါ့နော်အဲ့တော့အေးပိုင်းဒေသတွေမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေချမ်းမှာရေခရီးဆိုင်ကြပါလို့အထူးတလည်းမှာကြလို့ပါတယ် နောက်တစ်ခုကကျွန်တော်တို့မကြခင်မှာယူရောမင်္ဂလာဈာန်ကစတင်မဲ့ meditation center စူပေါင်းပြီးတော့တရားထိုင်တဲ့နေရာစူပေါင်းပြီးတော့တရားထုတ်တဲ့နေရာလေးလည်းစတင်တော့မယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးပါလိုက်ရပါတယ်။နောက်အခုလက်ရှိကျွန်တော်တို့ယူရောမင်္ဂလာဈာန်ကိုရောက်ကြည့်လာတဲ့သူတွေအားလုံးဟိုလေဒီအလုပ်ကလေးတွေစပြီးတော့အလေးချင်းဖြစ်အောင်ကြိုးစားဆောင်ရွက်နေပါပြီ။ အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးပေါ့ကိုချမ်းမစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်